တရုတ်နိုင်ငံယူနန်ပြည်နယ်ကုမင်းမြို့တွင်နိုဝင်ဘာလ14ရက်နေ့ကတရုတ်မြန်မာကမ်ဘောဒီးယားလာအိုထိုင်းနှင့် BNN နိုင်ငံတို့မှတရားဥပဒေစိုးမိုးရေးအင်ဂျင်စီများအစည်းအဝေးပြုလုပ်ခဲ့ပြီးကြားဖြတ်လုပ်ငန်းများတိုက်ဖြတ်ရေးအတွက်ပူရဲကြိုးပမ်းအထောက်အပံ့များကိုမြှင့်တင်သွားရန်သဘောတူငဲ့ကြတယ်လို့ China Daily သတင်းစာတွင်ဖော်ပြခဲ့ပါတယ်။အဆိုပါ၆နိုင်ငံမှရရှိများသည့်နေဆက်ဖြတ်ကျော်ပူးပေါင်းဆောင်ရွက်မှုများကိုမြှင့်တင်ရန်ကြေကြေပြန့်ပြန့်ဆွေးနွေးခဲ့ကြပြီးသဘောတူညီမှုများရရှိခဲ့တယ်လို့တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့ပါတယ်။ အစည်းအဝေးတွင်ပါဝင်သူများသည့်ဒေတာရင်းကြားဖြန့်ခွင့်ရများကိုတိုက်ဖြတ်ရန်ခိုင်မာစွာတန်လိမ့်ထန်ချထားကြောင်းတလောင်းတည်ပြုခဲ့ကြပြီးအစည်းအဝေးရလဒ်များကိုလက်မှတ်ရေးထိုးခဲ့ကြပါသည်။ထို့ပြင်နိုင်ငံပေါင်းစုံပါဝင်တဲ့ပူးရဲလုပ်ငန်းရှင်များကိုစတင်အကောင့်ထည့်ဖော်မည်ဖြစ်ပြီးပုံမှန်ညှိနှိုင်းဆောင်ရွက်ရေးရန်တရားကိုထူထောင်ခြင်းထောင်လိုင်းသတင်းများမျှဝေခြင်းတို့ကိုလှုံ့ဆော်မှာဖြစ်ကကြားဖြတ်လုပ်ငန်းများတွင်ပါဝင်သူများကိုနေရပြန်ပို့ရင်းနှင့်လွှဲပြောင်းအပ်နိုင်ရေးတို့ကိုဆက်လက်လှုံ့ဆော်သွားမယ်လို့ထုတ်ပြန်ချက်တွင်ဖော်ပြခဲ့ပါသည်။ မကြာသေးမီနှစ်များအတွင်းတရုတ်ပြည်ကမ္ဘောဒီးယားလာအိုမြန်မာထိုင်းဗီယက်နမ်နိုင်ငံတို့နဲ့တရားဥပဒေစိုးမိုးရေးပူးပေါင်းဆောင်ရွက်မှုများကိုတုံ့ပြန်ခဲ့ပြီးတိတာထင်ရှားတဲ့ရလဒ်များထွက်ရှိခဲ့တဲ့ထိရောက်သောရန်ရဲများကိုထူထောင်ခဲ့ပါတယ်။ယခုနှစ်အစောပိုင်းကစပြီးတရုတ်မြန်မာနဲ့ထိုင်းတို့သည်မြန်မာနိုင်ငံမြောက်ရီမြို့တွင်လောင်ကစားလုပ်ငန်းများကြားဖြတ်များကိုနှိမ်နှင်းရန်သုံးပွင့်ဆိုင်ညှိနှိုင်းဆောင်ရွက်ရန်ရဲတစ်ခုကိုထူထောင်ခဲ့ကပူရဲစစ်ဆင်ရေးများပြုလုပ်ခဲ့ပြီးနန္ဒရတရခန်9500ကျော်ကိုမြန်မာမှတရုတ်သို့လွှဲပြောင်းအပ်နိုင်ခဲ့တယ်လို့ ရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနကပြောကြားခဲ့ပါတယ်။ထို့ပြင်တရုတ်နဲ့လာအိုရဲ့တပ်ဖွဲ့သည်လာအိုရွှေထရီကန်အထူးစီးပွားရေးဆောင်ရှိကြားဖြတ်လုပ်ငန်းများကိုပိတ်မတ်ထားတဲ့ပူရဲစစ်စင်တခုပြုလုပ်ခဲ့ပြီးတန်တရားရှိသူ600ကျော်ကိုဖမ်းဆီးရမိခဲ့ပါတယ်။ထို့ပြင်တရုတ်နဲ့ BNL ရဲ့တပ်ဖွဲ့သည်ကြားဖြတ်နေနေရေးအထူးစစ်စင်ရေးတခုတွင်တန်တရားရှိသူ149ဦးကိုဖမ်းဆီးရမိခဲ့ပြီးတရုတ်နဲ့ကမ်ဘောဒီးယားရဲ့တပ်ဖွဲ့သည်လည်းကမ္ဘောဒီးယားတွင်တနင်္လာရှိသူ2142ဦးကိုဖမ်းဆီးရမိခဲ့ကာ၎င်းတို့အားလုံးကိုတရုတ်သို့နှိမ်ပြောင်းအနှံခဲ့ပါသည် တရုတ်ရဲတပ်ဖွဲ့တွေကြီးမားသည့်တန်တိထန်တဲ့အတူတန်လျာရှိသူများကိုဖမ်းဆီးခြင်းနိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ခြင်းဥပပေါင်းဆက်စပ်ရေးများကိုတိုးမြှင့်ခြင်းကြောင်ပြလုပ်ငန်းများကိုနှိမ်နင်းခြင်းတို့ကိုဆက်လက်လှုံ့ဆော်သွားမယ်လို့ထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည်။